အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ဒီနေ့ဒါကျွန်တော်နေ့လည်ကနေပြီးပြန်လေပြီးကြိုလိုက်ပါတယ်ဗောနော်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးအဆူမောင်းကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါ survive ညီပဲဝေပြီးပြောရပါမယ်လေတကယ်တမ်းဒါ harsh reality ကိုကဒီနေ့ကဒါကျွန်တော်တို့ဒီပုံစံအတိုင်းဆိုရင်တော့ဒါ arsenal ရဲ့နှစ်တစ်နှစ်ဖြစ်သွားဖို့အတွက်တော်တော်လေးကိုကြီးရသိသိချာချာဖြစ်သွားခဲ့ပြီလို့ပြောလို့ရရပါဘူးเนาะ အားလုံးသိတဲ့ဒီနှစ်ကောင်မှတကယ်ဒီထက်ပိုပြီးတော့တခခုများလွဲခဲ့ပြီဆိုရင်တော့တကယ်ဟိုဒါအသေးရစရာကောင်းမယ်နှစ်တည်းလို့ပြောလို့ရပါမယ်ဒီနေ့မှာတော့မလွဲလောက်တော့ဘူးမြင်တယ်လို့ကျွန်တော်နေမြင်တာပေါ့နော်လူတွေကသာခုနကပြောအာစနယ်လက်ရှိမှာပေါ့နော်အာစနယ်ရဲ့ခြေစွမ်းက ဟာဟာဘယ်လိုလဲကျွန်တော်လက်မခံနိုင်တဲ့အမှန်တရားတစ်ခုပေါ့နော်လူတွေအနေနဲ့ဘာဖြစ်လဲဆိုတော့ Arsenal သစ်တည်ကြတာတော့မှလူတွေအနေနဲ့ဒါကြောင့် celebration လုပ်နေပုံရဆို Arsenal သင်ကဘလောက်ကောင်းနေလဲဆိုတော့ဒါကို equivalent ရခင်ဗျပြန်ကြည့်လို့ရရင်ဒါတစ်ခုရောက်သွားပြီအရင်တော့ဒါ Arsenal show မှာဒါကျွန်တော် hee ha နောက်ရင်ဒီဒါနေပြီးတော့ Arsenal သင်ကစနလန်ကိုတည်ကြလိုက်တဲ့အချိန်မှာသူတို့အနေနဲ့ဒါကျွန်တော်တို့ ပိတ်တဲ့တွေကဒါနောက်ကြတာကြည့်မယ်ဆိုရင်တော့အာစနိုသင်းတည်ကြတာတော့မှတချို့ဒါကျွန်တော်အိပ်ပေါ်ကိုရီအသင်းပန်ပိတ်တဲ့တွေတော့ဒါပြောစရာတခုဖြစ်သွားရဲဆိုကြတဲ့ကတကယ်ကိုဒါပတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လေဒါတခုအာဆနိုသင်းရောက်ရှိနေပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒါယာတီစမှာခဲ့တယ်ကျွန်တော်ပြောခဲ့ပါတယ်ဒီနေ့ကအာဆနိုသင်းယာတီဖြစ်ဖို့အတွက်ယာကိုင်းတို့တခုရှိနေတယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါလူတော်များနောက်ကြရပေါ့နော်ဒါတည်းပဲဘာဖြစ်လို့ဒီလိုဒီလိုအဓိကပြောနိုင်ခဲ့လဲအဓိကကဗျာဒါခုနကပေါ့ခင်ဗျခြေစွမ်းပိုင်းဘာညာကိုပြောလို့ရပြီမယ်အဓိက at the end of the day မှာခင်ဗျရဲ့လူစင်းကအများကြီး matter ဖြစ်တယ် အာစလိုသင်းနေတာဒါရှေ့ကတော်တန်ဟော့စပါနဲ့ပွဲစဉ်မှာကြည့်လိုက်တချို့ကစားသမားတွေကလက်ရှိအာစတိုသင်းနေတာအရင်နှုန်းကသာဒီလိုနေရာမျိုးမှာကစားသမားတွေနိုင်ရရခဲ့မယ်ဆိုအာစတိုသင်းနေနေတော်တော်ကြီးကိုတိုင်ပတ်သွားနိုင်တဲ့ movement မှာရှိခဲ့မှာအခုလက်ရှိမှာအဲ့ဒီကစားသမားတွေကိုအဲ့ဒီကစားသမား level လောက်ရှိတဲ့အရင်ကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့အချိန်မှာအာစတိုသင်းနေဘယ်လောက်ဒီအုံမှာလက်ရှိမှာ easy နေရာပဲကြည့် easy နေရာကိုကြည့်မယ်ဆိုရင် arsenal အသင်းနေနဲ့အခုလက်ရှိမှာဒါ holding ကနေရာအတွက် easy ကဒါကြောင့်ပြန်ကြည့်မယ်ဆိုရင်ဒါ backup ပုံစံမျိုးကဒါ pressure ပေးဖို့နေရာတော့ဝယ်လာခဲ့တယ် ဲ့လိုမျိုးဒါတယောက်တယောက် push လုပ်နိုင်မဲ့ကစားသမားတယောက်ကိုဝယ်တဲ့အချိန်မှာ easy လို့ကစားသမားမျိုးက Tottenham Hotspur အသင်းကို hat trick သွင်းသွားတဲ့အချိန်မှာ အာဆိုသင်းရဲ့လက်ရှိမှာဝယ်ထားတဲ့ကစားသမားတွေရဲ့ level ကအရန်ဆိုတဲ့ပုံစံမျိုးဆိုတာထက်ရှိတဲ့ကစားသမားကုံစံအကုန်လုံးကဒါကျွန်တော် level ရတော်တော်လေးကိုမြင်တယ်အခုလက်ရှိမှာဟင်ကားပြီးဒါကျွန်တော် shape ပွဲစမှာဒါကျွန်တော် total hotspot သင်းသွင်းသွားတဲ့သွင်းကိုတကယ် flu သွင်းကိုတစ်ခုဟာလွင်ဒါပြန်ကြည့်မယ်ဆိုရင်ဟင်ကားပြီးဒါကျွန်တော်လုံးဝသူ့အနေနဲ့လုံးဝ total hotspot ရဲ့ type ကိုအကြီးစားသူ့အနေနဲ့လုပ်ပြနိုင်ခဲ့တယ်ဒါ saliva နဲ့ဒါဟင်ကားပြီးအတွဲကဒါအရင်တော့ဆိုပြ kiwi ရောဒါကျွန်တော် saliva တို့တစ်ခုခုများလွင်မလားဆိုအကုန်လုံးကဒါစောင့်ကြည့်နေရတဲ့ထဲမှာလက်ရှိမှာပြန်တော့ဆုံးပြဟင်ကားပြီးဟိုမှမသုံးဘူးဆိုရင်တော့ moscara ကိုအသုံးပြု ွေ့ရတယ်အခုလက်ရှိမှာရှယ်ရှယ်လေးအာဆိုသင်းရဲ့နေရာတနေရာမှာကစားသမား2ယောက်တုံးမို့3ယောက်ရှိနေခြင်းကဒီနေ့ရဲ့အာဆိုသင်းရဲ့ဆူဖလာတွေကိုစွခူးဖို့အတွက်လမ်းကြောင်းတစ်ခုဖြစ်တယ်ဆိုတာကိုတော့ hard reality တစ်ခုကြီးကလက်ခံမိခါမှရှိရယ်အာဆိုသင်းကိုယ်တိုင်ကလည်းဒီဟာဖြစ်ဖို့အတွက်သူ့အနေနဲ့အချိန်တိုင်းတာတစ်ခုထိရအာတီတာနဲ့အာတီတာအာဆိုသင်းနဲ့2ယောက်သားဘေးလပ်လုလာခဲ့တာဖြစ်တယ်အဲ့တော့ခုနကပြောလဲဒီဘေးလပ်လုလာတဲ့ room မှာလည်းအာဆိုသင်းတို့တော်တော်လေးကိုကြမ်းတမ်းခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တယ်ဒါခုနကပြောအဆင့်နှစ်တည်းရခဲ့တယ်ဒါလူတွေရဲ့ပြောဆိုခြင်းကိုခံခဲ့ရတယ်ဗျ အဲ့ဒီအသီးပွင့်ကိုစားရမယ့်အချိန်မှာအာစတောအသင်းလောက်အသီးပွင့်ကိုစားရဖို့ထိုက်တက်တဲ့အသင်းကလက်ရှိမှာရှိမနေဘူးလို့တော့ကျွန်တော်နေနေခုနကစပိုင်းညီဝင်ပြီးပြောရတော့တော်မျိုးဖြစ်ပေမဲ့ဒါမဲ့တကယ်တမ်းပြောပါအဲ့တော့ခုနပြောခဲ့တယ်ပြောကျွန်တော်တို့ဒါဘောက်ကိုတိုင်းနဲ့ဒီလိုမျိုးဒါနေရာတနေရာကိုရောက်ဖို့အတွက်ကြိုးစားခဲ့ပြီးတော့ဒါကျွန်တော်လုံးဝဟို အမြင့်ကနေခုန်ချသွားတဲ့တင်းနေကွေနေနဲ့ပြောကျွန်တော်ဒေါက်တာဟော့စပါတင်နေတာဟယ်ရီဂိန်းဆွန်ဟောင်းမင်းအလီဒါကျွန်တော်တို့အဲရစ်ဆန်ဆိုတဲ့ခက်တစ်ခက်မှာကျွန်တော်အနေနဲ့ဒီအသင်းပေါ်မူတည်ပြီးတော့ပိုင်ရှင်တွေကနေလုံးဝဘေးလမလုခဲ့ဘူးအဲတော့ကနီးပြလည်းကောင်းတယ်ကစားသမားတွေလည်းကောင်းခဲ့မယ်အဲတော့ကလုံးဝ consistency ဆိုတာမရှိဘူးအဲ့ဒီအချိန်မှာကျွန်တော်အနေနဲ့ကျွန်တော်အဆင့်တစ်လေးရခဲ့တယ်ဟိုဟာလေးရခဲ့တယ်ဒီဟာလေးရခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တွေ့ခဲ့ရတယ် သူ့ပြင်မဲ့တော့ညာလဲနင်လားဟင်ငါလားဟီဆိုတဲ့ movement မှာကျွန်တော်တို့အသင်းကို invest မလုပ်တာတွေကို အသင်းက we were to try land direction မရှိချင်မှာဒါကျွန်တော်တို့အသင်ပြုတ်ကျသွားတယ်။အာဆိုသိတဲ့အခုလက်ရှိမှာပုံမှန်လင်းပြောအခုလက်ရှိမှာအစ်စ်နှစ်တွေရတယ်။အစ်စ်နှစ်ရလဲမဖြစ်လဲအချိန်နဲ့အစ်စ်တွေရရင်အဲ့အစ်စ်နှစ်တွေကအသီးပွင့်နေနဲ့သွားတဲ့နေထားမှာဖြစ်ရှိတာ။ဘာတော့မှကျွန်တော်တို့အစ်စ်နှစ်ရလို့အစ်စ်နှစ်ရပြီးတော့အစ်စ်တွေရသွားတဲ့လူတယောက်နေဒါဟာချီချူပူပူကောင်းတယ်။ဘာသူ့ရဲ့ဒါစ조사မှုရလက်ကဘယ်တော့မှကျမသွားဘဲနဲ့သူ့ရဲ့စ조사မှုရဲ့အသီးပွင့်ကိုသူ့ကိုယ်တိုင်ခံစားရဖို့အတွက်စ조사ခဲ့တဲ့အသင်းသင်းပြကျွန်တော်ပူပြီးချီချူတယ်။ဘာလို့လဲကိုယ်ကိုယ်တိုင်ဒီညရောက်ခဲ့တဲ့နေထားမှာ ှရှိတယ်။ဒါပေမဲ့အာဆလိုတင်းကဒီနေရာမှာမရက်နေခဲ့ဘဲနဲ့ပူကောင်းအောင်အမြဲတမ်းကြိုးစားနေတဲ့အသေးသေးနဲ့ဒါဟာထိုက်တန်မှုရှိတဲ့အနေအထားတစ်ခုကိုသွားတယ်။ပြောချင်တာရွှေရွှေလေးအာဆလိုတင်းကခုနကပေါ့အဆစ်နှစ်မှာလားအာအဆစ်အဆစ်နှစ်အဲ့ဒီအဆစ်နှစ်ကနေအာဆလိုတင်းတိုးတက်ဖို့အတွက်သူတို့ကိုယ်တိုင်ကြိုးစားနေခဲ့တာဖြစ်တယ်။ဒါဟာတကယ်တကယ်ခုနကပေါ့ဆိုပေဒါလက်မခံချင်လက်ခံရမယ်ဒါအာဆလိုတင်းတစ်နှစ်တစ်နှစ်ကိုကြည့်လိုက်သူတို့အနေနဲ့ဒါကျွန်တော်တို့သူတို့အသင်းကိုလူစင်အဖြစ်ကြိုးစားနေပြအဖြစ်ကြိုးစားနေပတ်ဝန်းကျင်အဖြစ်ကြိုးစားနေပြိတ္တအဖြစ်ကြိုးစားခင်ဗျကြိုက်ချင်မှကြိုက်လိမ့်မယ်။ ခမရဂျာပရိသတ်တယောက်နေခမရကြိုက်ချင်မှကြိုက်နေမယ်ဒါပေမဲ့လက်ရှိမှာခမရကအာဆာပရိသတ်နေခမရရဲ့ပရိုဂရက်ကိုခမရကိုယ်လက်ခံရမယ်เนาะ တနစ်တနစ်မှာကြာရုပ်သွားတယ်ဆိုတဲ့နှစ်ဆိုတဲ့ပုံစံမျိုးမရှိဘူးတိုးတက်လာတယ်ဆိုတဲ့အေးအောင်မရှိတယ်တနစ်တနစ်မှာအသင်းရဲ့ပိုင်ရှင်တွေကအသင်းရဲ့ဘုတ်ဖွဲ့ကအသင်းရဲ့နီးပြတွေကအကုန်လုံးကတပေးတညီတွေသွားပြီးတော့လက်ရှိမှာဗျာရှယ်ရှယ်လေးလက်ရှိကောင်းနေတဲ့ဒါဆာလီဘာဂေဘရီယယ်တို့ခံစင်မျိုးမှာမှာဒါကျွန်တော်နောက်ထပ်တန်း90နဲ့95သန်းနဲ့ဒါခံစင်မှုတွေကိုထပ်ဝယ်ပေးရအသေးသေးလေးနဲ့ဒီအောင်မြင်မှုကိုစားလောင်နေတယ်ခင်ဗျအဲ့လောက်ဒီမိဘအောင်ထိုးပြကြစမ်းဖြစ်ကွင်းလယ်မှာမာတင်အူဒင်ကလည်းကစားသမားမျိုးရှိတဲ့အချိန်မှာ easy ကို69.5သန်းထပ်ပေးပြီးဝယ်တဲ့အသေးသေးလေးက ရှိရှိနေအဲ့တော့ကျွန်တော်အများနဲ့ပြောသူပဲပေါ့နော်အခုနောက်ပိုင်းမှာအရင်တော့ကငွေသုံးပြီးအောင်မြင်နေဆိုအခုနောက်ချီမှာငွေသုံးပြီးမှငွေမသုံးမဲနဲ့အောင်မြင်တဲ့အသင်းကအခုလက်ရှိအချိန်မျိုးမှာရှိရောရှိသေးရဲ့လားကျွန်တော်ပြောတာအခုလက်ရှိချန်ပီယံလိဝင်တာက PSG เนาะဒါကလပ်ဘောကတ်ဝင်တာကဘဘူး ကလပ်ဘောကဝင်တာကဘယ်လိုလဲကျွန်တော်ပြောတာ Chelsea တင်အခုလက်ရှိဒါကျွန်တော်တို့ Premier League မှာသွားနေတာ Assisted သွားနာ Arsenal တင်ဒါတန်ပေါင်းကျတန်တန်ကိုညာနဲ့ချီတုံးထားရတဲ့တဲ့ပြောရတာများရှေ့ရှေ့လေးပတ်စံမဟာမင်းတို့တဲ့ပတ်စံတုံးထားတာပေါ့အောင်မယ်ပတ်စံတုံးနိုင်လည်းမအောင်မြင်ဟုတ်တယ်ဟုတ်ပတ်စံမတုံးတဲ့အသင်းကတော့မှဂျန်ကန်ဗလားလက်ရှိ reality ပဲအာပတ်စံမတုံးခါအခုရှိမဟာတော့မင်းတို့တဲ့ပတ်စံတုံးလို့အောင်မြင်တာအေးဘောပတ်စံတုံးနိုင်အောင်ကြိုးစားလေအဖြစ်ရရှေ့ရှေ့လေးပဲ ပရီးမီးယားလီဂ်မှာကန်နေတာဗျာဒီလာကျွန်တော်ရက်ွက်ထဲမှာကန်ပြီးတထေးသားနဲ့သာတထေးငမွေးနဲ့ကွာနေတာလည်းမဟုတ်အခုလက်ရှိမှာ example ပြောမယ်လက်ရှိမှာ George Cronkie တို့ထက် Cronkie တို့အုပ်စုထက်ချမ်းသာတဲ့ကောင်တွေပရီးမီးယားလီဂ်မှာ9ယောက်နဲ့6ယောက်လောက်ရှိရယ်အေးအဲ့ဒီထက်မှာကျွန်တော်စာတိခံပါတယ်ဒါအဲ့လိုပြောကြည့်ဆိုဖူဟန်ရဲ့လက်ရှိစာတိခံကနေပြီးတော့ရှာဟိခန်လာမကျွန်တော်ခံတော့ပါအဲ့အဲ့ဘဲကလက်ရှိမှာဖူဟန် Cronkie တို့ထက်ဒါကျွန်တော်မတိမင်းချမ်းသာတဲ့လူတွေမှာပါတယ်တသူတို့နဲ့သူတို့အသင်းသူတို့ invest မလုပ်ဘူးလေအေးအသင်းကို invest လုပ်တဲ့ကောင်အောင်မြင်ပါပဲရှေ့ရှေ့လေးပဲအဲ့တော့ သူများအသင်းကို invest ဆိုကျွန်တော်အနေနဲ့ခုနကဘာပဲအသင်းကငွေဘယ်လောက်ဆိုကျွန်တော်ဘယ်တော့မှဖောက်ဘောက်ဆိုကျွန်တော်အသင်းသားကျွန်တော်အဲ့ဒီနေရာဖြစ်ကျွန်တော်ဆိုလည်းမလူချင်မဲမလို့အခုချိန်မှာကျွန်တော်အဲ့ခံစင်မှာဒါကျွန်တော် Romero Vandavi နဲ့ပူကောင်းတဲ့ခံစင်မှုတွေကို invest ဆိုကျွန်တော်လက်မခံတာ6ချောင်းမရှိဘူးဗျာသိလားအဲ့တော့ ပြောချင်တာလည်းရှိမှာကို့အသင်းသားဖြစ်မယ်ဒါသူများအသင်းသားဖြစ်တာပါကို့အသင်းသားဖြစ်မယ်ဆိုအာဆောအသင်းကိုအကုန်လုံးအားပေးကြမယ်နေထားမှရှိတယ်ဒါပေမဲ့ခုနကပြောလို့အာဆောအသင်းကတော့လက်ရှိမှာကို့အသင်းပြိတ္တနဲ့ကို့ကကိုယ်တော်လည်းရဲနေကြပြီဘယ်အသင်းမှအားပေးကို့အသင်းကိုသူများအားပေးဘူးလည်းမလိုပါဘူးကို့အသင်းကို့အားပေးရင်ရပြီဟုတ်တယ်မလားကျွန်တော်ပြော at the end of the day အဲ့တော့ရှင်းရှင်းလေးပါပြောအာဆောအသင်းရဲ့ဒီနှစ်မှာအကြီးကအားသာချက်တစ်ခုကသူများတွေကိုမိခိုးကြမှာဒါအရင်တော့ကအာဆောအသင်းကအားနေချက်တစ်ခုကသူများတွေအမှတ်ယော်တာသူများတွေဘာဖြစ်တာအမှုစားဆိုသူတို့မိခိုးရတယ် လက်ရှိမှာအာဆနယ်အသင်းဒီတော့ give a bullshit အခုချိန်မှာအာဆနယ်အသင်းညောင်သူများအသင်းကရောက်ပြီသူများအသင်းညောင်အာဆနယ်အသင်းပြန်ရောက်သွားအာဆနယ်အသင်းကအခုလက်ရှိမှာတို့လှုပ်ဆက်ရှေ့ရလို့တယ်တို့အမတ်ရောက်တော့သူများပြန်ဆောင်ရတဲ့ဒီသားတခုရောက်သွားတယ်အဲ့ဒါကအောင်မြင်ခြင်းတခုပဲအဲ့တော့ဒီနေ့မှာအာဆနယ်အသင်းအောင်မြင်ခြင်းကတော့ခုနကပြောခဲ့တာအနှစ်ဆက်ဆက် build up လုပ်လာခဲ့တယ်ဒါဝုန်းတိုင်းကြီးထအောင်မြင်တာမို့ဒီနေ့တနေ့မှာထအဖြစ်တာမို့အာဆနယ်အသင်းရဲ့ဒါ ပြောချင်တာပေါ့နော်တခါကျရင်ခုနကပြောပြတယ်ဟိုစူးစမ်းခြင်းရဲ့ရလက်ကိုဒါမိမောင်းထိုးပြပါဆိုတော့အာစတုံသင်းကိုလက်ရှိမှာအနေထားမှာတော့မဖြစ်မနေချီးကျူးရမယ့်အနေထားမှာတော့ကျွန်တော်အနေနဲ့ပုဂ္ဂိုလ်ကြီးကကျွန်တော်100%မြင်မိရတယ်မှာပါတယ်မိတို့ပဲဆိုစီကဒါနဲ့ပတ်သက်ပြီးကျွန်တော်တော့ချီးကျူးတဲ့အာစတုံသင်းကိုတကယ်ကိုလဲဒါတော်တော်လေးကိုဟိုသဘောချဘူးကောင်းတဲ့အသင်းအသင်းအနေနဲ့ဆက်လက်ပြီးလုပ်ပြနေတာကိုတော့ကျွန်တော်ကသဘောချတယ်ဒါပေမဲ့ခုနကပြုတ်ကပြန်ပြဖြစ်ကျွန်တော်တော့ဝမ်းနေတယ်ဘောနော်ကိုသင်းလည်းအဲ့လိုနေရာမျိုးရောက်ဖို့အတွက်အခြေအနေတစ်ခုပေးခဲ့ပြီးမယ်ကိုသင်းလည်းမရောက်ခဲ့တာလည်းမဟုတ်ရောက်ခဲ့ဖို့အတွက်အခြေအနေကျိုးကြတယ်ဒါပေမဲ့ပိုင်ရှင်တွေသုံးမကြခဲ့တာဒါဟိုလူမဖြစ်ခဲ့ဒီလူမဖြစ်ခဲ့တဲ့ဥစ္စာတွေကြောင့်အကြောင်းကျွန်တော်မဖြစ်ခဲ့ဘူး ဖြစ်တဲ့လူဖြစ်သွားပြီကျွန်တော်အနေနဲ့ရှင်းတယ်ကျွန်တော်အမြဲတမ်းပြောလို့ပဲဟာကျွန်တော်ကျွန်တော်မျိုးကံပြန်ပတ်ပြီးပါလေခေါင်းထဲမှာမရှိဘူးအဖေကရှင်းတယ်ကျွန်တော်တို့ကခုနကပြောကိုယ်အတင်းရရမရချက်တဲ့ခေါင်းရရကျွန်တော်တို့ကကိစ္စမရှိဘူးဒါကျွန်တော်တို့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ခေါင်းထဲမှာရှိအဲ့တော့လက်ရှိမှာအာဆလိုရနေတော့ကျွန်တော်အတိမတ်ပြီးတော့ဘာလို့သူတို့ကြိုးစားခဲ့တာသူတို့ပြစ်တဲ့တွေဘယ်လောက်ခံစားခဲ့ကျွန်တော်အနေနဲ့သိဆုံးကျွန်တော်ပိုတာတွေတော့အာဆလိုပြစ်တဲ့တွေဘယ်လောက်ထိသူများပြောဆိုသူများဒါ ဆိုတော့ဒီကတည်းကပြန်မျောခဲ့တဲ့ကောင်လေးပဲအခုချိန်မှာလည်းအာဆနယ်သစ်ဖလားရသူတို့လည်းကျွဲကြမှာပဲလေဟုတ်တယ်အခုလည်းရှိမှကြီးချောက်ကြီးမှာဒါပရီးမီးယားလိမရဒီကြားမပြဆိုတော့စပါးနဲ့အာဆနယ်လောက်ပဲချန်တော့မယ်အာဆနယ်သာရသွားခဲ့မယ်ဆိုတော့ဒါကျွန်တော်လက်ရှိမှာအာဆနယ်သစ်နဲ့သူတို့နဲ့တခုခုချပြနိုင်မယ်ဒီနှစ်မှာတော့အာဆနယ်သစ်နဲ့သူတို့နှစ်တစ်နှစ်ဖြစ်ဖို့အတွက်တကယ်ကိုနီးစပ်နေပြီဆိုတော့အဖက်ဖက်ကနေပြီးတော့ဒါကျွန်တော်အင်ဒီကေတာနဲ့ပြတယ်ဒါပေမဲ့ လုံးဝ fuck up တော့လုံးလုံးမရဘူးလုံးတော့ဒီတစ်ခေါက် fuck up လုပ်ပြီးရင်တော့ဒါကျွန်တော်အကုန်လုံးကဒါကျွန်တော်တို့ indicator ရတော်တော်လေးကိုစိတ်ပြတ်သွားတယ်ဗျအခုလေးရှိ arsenal အားသာဆုံးကြက်ကဘယ်တော့မှဆိုတာကျွန်တော်တို့တိုင်ပတ်သွားပြီးဆိုအဲ့ဒီတိုင်ပတ်တဲ့ movement ကနေရုံထနိုင်ခြင်းက arsenal သိတဲ့ဒီနှစ်တည်းရဲ့အားသာချက်အားကောင်းခြင်းတစ်ခုလို့ပဲကျွန်တော်အနေနဲ့မြင်တယ်ဘောတော့ ီနှစ်ကတော့ကျွန်တော်ထင်တာကတော့ Arsenal နှစ်ဖြစ်သွားပြီလို့ပဲကျွန်တော်နေမြင်လက်ရှိမှာတော့သူနဲ့ရှင်မှုအတွက်လည်းတော်တော်လေးကိုခက်ခဲသွားမဲ့ကလပ်ပြီးများလာတယ်။ဒါသူများသိနေ consistency မဖြစ်ခြင်းကိုတော့ Arsenal သင်းကတည်ငြိမ်ခြင်းနဲ့ပဲအနိုင်ယူသွားခဲ့တဲ့အနေအထားမှာရှိရလို့ပြောလို့ရမယ်တဲ့ပါပါတယ်ပေါ့နော်။အဲ့တော့ Arsenal သင်းကသူများမှတ်ရတာမပြောတော့သူနဲ့ကောင်းတယ်မှမရှိတော့ဘူး။သူတို့အနေနဲ့သူတို့လှုပ်ဆရာရှိတာလှုပ်တယ်။ပြောချင်တဲ့ကောင်ရောမပြောချင်တဲ့ကောင်နေသူအနေနဲ့သူလှုပ်ဆရာရှိတာလှုပ်ပြီးသူအနေနဲ့သူရတဲ့နဲ့မှတ်ဒီကိုသူဆွတ်ဆက်ပြီးတော့တင်းသွားတာကိုတော့တွေ့ရမယ်တဲ့မှာပါပါတယ်။အဲ့တော့ တို့ပြောတာကျွန်တော်စောင့်ကြည့်ရမယ့်ဒါတခုရောက်ပြီမဲ့ကျွန်တော်စိတ်ထင်တော့ဒီနေ့ကတော့အာဆန်နဲ့တနည်းဖြစ်ဖို့အတွက်ရာဂိုင်နုနေများနေပြီလို့ပြောရင်းနဲ့ပဲကျွန်တော်တော်ကုန်ပြီပေါ့အားလုံးမကြည့်တူပါလေကျွန်တော်တော်ကုန်ပြီပေါ့မြန်မာလေးကလစ်ပေးကြအောင်မြန်မာကလစ်ပါမြန်မာနိုင်ငံဖြစ်ပါတယ်ဒေးပါပါဗျာ